အားလုံးပဲမင်္ဂလာပါနိုဝင်ဘာ19 29ရက်နေ့ကပနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ကျွန်တော်တို့လွန်ခဲ့တဲ့2ရက်3ရက်တုန်းကပြောခဲ့တဲ့အမေရိကရဲ့နိုင်ငံအင်ဖြူရိုအနီနာမှာပစ်ခတ်မှုလုပ်တဲ့သူက CIA နဲ့အရင်တုန်းကလက်တွဲပြီးလုပ်ခဲ့တဲ့သူတယောက်ဖြစ်တယ်ဆိုပြီးမှ FBI ကအတည်ပြုလာတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးမှပဲကျွန်တော်တို့အတိုင်းပြဆွေးနွေးတော့မှာဖြစ်ပါတယ် ဒီကိစ္စကတော့တော်တော်များများကတည်ပြီးသားကျွန်တော်တို့ကလည်းရင်းနှီးပြီးသားဖြစ်နေတယ်ဝါရှင်တန်ဒီစီမြို့အင်ပူရိုနဲ့မနီးမဝဲလေးမှာရှိနေတဲ့ဝက်စ်ဗာဂျီးနီးယားပြည်နယ်မှာဒီအမျိုးသားစောင့်တပ်တပ်ဖွဲ့နှူးကိုပေါ့နော်ဒီအာဖရိကန်စနိုင်ငံသားကချောင်းမြောက်ပိတ်တက်ဖြစ်တယ်ပေါ့နော်အဲ့ဒီတည်းမှာမဆာရာဘက်စထရမ်ဆိုတဲ့အမျိုးသမီးအမေရိကအစောင့်တပ်ဖွဲ့အမျိုးသမီးအသက်20ကျော်လေးတေဆုံးသွားခဲ့တယ် ပြီးတော့ဒုတိယတက်သား Andrew Wolf ကသူကိုယ်တိုင်ကလည်းအသက်24လောက်ပဲရှိသေးတယ်အခုအရေးကြီးတဲ့အခြေအနေမှာယုံကနေစေဖြစ်နေတယ်ဆေးယုံမှာကုသနေစေဖြစ်နေတယ်ပေါ့နော် so အဲ့ဒီ pick ခတ်တဲ့သူတိုက်ခိုက်တဲ့သူဘောနီရမန်ရမန်ဒိုလာလက်ကဝါလ်ဆိုတာကအသက်29ဖြစ်နေတယ်အာဖရိကန်ဇနိုင်ငံသားဖြစ်နေတယ်သူအချောင်းကိုသူတို့ကပြန်စစ်ဆေးတဲ့ခါကျတော့အရင်တော့ကဒီလိုကဒီအာဖရိကန်ဇနိုင်ငံသားက CIA နဲ့အလုပ်လုပ်ခဲ့ဖူးတဲ့ကြောင်းအတီရင်ပြုတ်လာကြတယ်ပေါ့နော်ဆိုတော့ဘာကြောင့်အဲ့လိုလုပ်သားတာလုပ်လုပ်သွားတာလဲပေါ့နော်သူ့ကိုအာဖဂန်နစ္စတန်မှာတော့မှတာလီဘန်တွေကိုတိုက်ခိုက်ဖူးတဲ့လူတယောက်ဖြစ်နေတယ်ပြီးတော့ CIA တော့မှသူ့ကိုတော့စုဆောင်ပြီးမှတင်းထောင်းတွင်ပင်းနေတဲ့လူတယောက်ဖြစ်နေတယ်ဆိုတော့ FBI သမားတွေကစစ်ဆေးနေတယ်အစကရေကနဲ့အမေရိကကိုလာပြီးမှအကြမ်းဖက် တိုက်ခိုက်မှုတွေအတွက်ပြင်ဆင်မှုစိတ်သက်ကိုရှိပြီးမှဝင်လာတာလားစသဖြင့်ပေါ့နော်ဒါမှမဟုတ်အမေရိကဝင်လာပြီးနောက်ပိုင်းမှာပဲအမေရိကယဉ်ကျေးမှုတွေနဲ့နေပုံထိုင်ပုံတွေနဲ့မတည့်တဲ့ခါကျတော့ radicalize ဖြစ်သွားတာလားအဆင်ရောက်ဖြစ်သွားတာလားဆိုပြီးမှအမေခွန်းတွေအများကြီးထွက်လာတယ်ပေါ့နော်ဆိုတော့ဒါရင်အားလုံးကတော့ကျွန်တော်တို့မသိသေးပါဘူးဒါပေမဲ့သူ့အကြောင်းကိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ပေါ့နော်ဒီချက်တော့ဒါမှပြမယ်ဒီချက်တော့ Video, we'll Tutor Shooter Zakawal was part of a zero unit in Afghanistan, elite militias backed by the CIA. So let's take a closer look about what we know about these groups. First, these zero uh, units that were recruited by the CIA that are operating for specific elite. So, the Afghanistan, I'm going to go to ဒီမှာနေရာတွေရှိနေတယ်ဒီ၃နေရာမှာတိုက်ပွဲပြင်းထန်တဲ့နေရာဖြစ်ခဲ့ဖို့ရအရင်တော့ကလေနော် Counterterrorism uh, units and, and missions uh, come in this southern Afghanistan area, Kandahar being some of the fiercest fighting, Helmand province. So oh, Kandahar, yeah, Helmand province, yeah, you know, Uruzan. This is so Uruzan, Uruzan, bono. Di tong ne ya ka bintan ne tapo pikipure. So the impironi nama pikir dia luti awak le, di karahan sura ni ama, mui bima cipar luti awak pinter deh, boleh. Lockenwall is not only born and raised, but this is where he was stationed. His unit was out of the Kandahar region. Now let's talk so, about. Tu kurang kali di mabe Taliban ni gua takai kefu deh, boleh. Lockenwall's vetting process. He did get some vetting. We had biometric screening. CIA did biographic checks on interagency. So, အမေရိကနိုင်ငံမှာဝင်လာတော့ကစစ်ဆေးမှုမရှိဘဲနဲ့တော့မလာဘူးပေါ့တကယ်ပဲသူကစစ်ဆေးမှုတော့ခံခဲ့ဖို့ပါတယ် vetting process လုပ်ပါတယ်သူမှအမေရိကန်ကိုဝင်လာတော့က biometric screening တော့လုပ်နေတယ်ပြီးတော့ biography check လည်းလုပ်နေတယ်ပေါ့နော်ဒီတော့ person interview လည်းလုပ်နေတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်ရက်၃ရက်ကတည်းကထွက်နေတဲ့လူဒီတရင်တွင်ကတော့ ဒီအာဖဂန်နစ္စတန်တာကိုကောင်းကောင်းစစ်ဆေးမှုမပါဘင်းနဲ့အမေရိကမှာဝင်လာတယ်ဆိုတာကမမှန်ဘူးလို့ပြောရမှာပေါ့နော်ဒီကိစ္စကပုံမှန်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူကအမေရိကမှာဝင်လာတော့ကောင်းကောင်းလေးကိုစစ်ဆေးမှုခံတဲ့လူတယောက်တော့ဖြစ်တယ်မဘိုင်ယိုမက်ထရစ်စကရီနင်းတော့ဘာအိုဘိုင်ယိုဂရာဖီတော့အင်တာဗျူးတော့အကုန်လုံးလုပ်ပြီးသားဖြစ်နေတယ်ဒါရယ်အကုန်လုံးလုပ်ပြီးမှပဲသူက US State ကိုဝင်လာတဲ့လူတယောက်ဖြစ်နေတယ်နော် agency watch list, the CIA looked to see if he had connections to any terrorist groups, <laughs> and he had in person interviews. So there was some vetting. So, so let's talk about any vetting, any vetting process. အကြံဖက်ဖွဲ့စည်းတွင်နဲ့အချက်အဆက်ရှိလားမရှိဘူးလားဆိုတာကလေစုံစမ်းစစ်ဆေးဖို့ခံခဲ့ဖို့ပါတယ်ပေါ့နော် His actual unit he was assigned to NDS 03 that's a national so unit က NDS NDSG03 ဆိုတဲ့ unit တွေမှာသူကိုတာဝန်ထမ်းဆောင်ခဲ့ဖူးတယ်ပေါ့နော် Directorate of Security, which is Afghanistan's uh, CIA, if you will, intelligence service. No, you got Afghanistan CIA, Maloke Pure, the Bo Pio Yamas, no, Tuko, CIA Ringa, recruit loader, Tuko Susaure, CIA Ringa, Tuko training penny, Taliban, you go take a Puya Tobono. He's working for that when he's recruited and trained by the CIA to fight against the Taliban. But these units were operating outside the chain of command of U.S. and Afghan forces. That is <laughs> unit. got it. That is unique, outside the chains of command of U.S. and Afghan forces. You got chains of command, oh, my machine, would unit got it? The unit got just said, Chancho, that a point of marine pin, That door, Lego, like, point, my. ဘင်ထန်နဲ့တိုက်ခွတ်တိုက်ခိုက်ပွဲသမားတွေဖြစ်နေတယ်တတိရှိတဲ့တိုက်ပွဲသမားတွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ change of command အောက်မှာလည်းမရှိဘူးဒီဖွဲ့တွေကလည်း That's significant that suggests he may have seen some significant fighting in missions because these zero units are known for their brutality some called them death squads let's bring in now Laura Burns head of terrorism research so hello ပေါ့နော်ဒီလူတွေသူကအဲ့လိုမျိုးထမ်းဆောင်ခဲ့ဖူးတယ်သူထမ်းဆောင်ဖူးတဲ့နေရာမှာလည်းတော်တော်လေးကြောက်စရာကောင်းတဲ့နေရာမှာတန်းဆောင်ခဲ့ဖို့တယ် so ခြုံငုံပြီးမှပြန်ပြောရမယ်ဆိုတော့2021မှာတာလီဘန်မှာပေါ့ဒီအာဖဂန်နစ္စတန်ကိုအာဖဂန်နစ္စတန်မှာတာလီဘန်ကိုပြန်လေအာတာလီဘန်ကအာဖဂန်နစ္စတန်ကိုပြန်လေတင်းပိုက်ပြီးနောက်ပိုင်းမှာအဲ့ဒီလူကအမေရိကနိုင်ငံသားနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့သူတွေစီမံခန့်ခွဲမှုအောက်မှာပေါ့နော်ဒီ operation alliance welcome ဆိုတဲ့ SCC နဲ့အမေရိကကိုရောက်လာတဲ့လူတယောက်ဖြစ်နေတယ်သူကလေ ိုတော့သူအမေရိကဝင်လာတော့ကကောင်းကောင်းလေးကိုစစ်ဆေးမှုခံခဲ့တဲ့ process ချက်မှာတော့သူတို့ပါနေတယ်။သူဝင်လာတော့ကတော့တာလီဘန်ကအာဖရိကန်စံကိုပြန်သိမ်းနေပြီ။ပြန်သိမ်းပြီးတော့ပါချာမှာသူသူ့အတွက်လှုပ်ရှုံမှုမရှိတော့ဘူး။ US မှာပြန်လာတယ်ပေါ့နော်။အဲ့ဒါ2021နောက်ပိုင်းမှာဆိုတော့သူက CIA နဲ့ဆက်နွယ်မှုကပါလေဆိုတော့အာဖရိကန်စံမှာရှိနေစင်တော့က CIA နဲ့အတူတွဲဖက်တပ်ဖွဲ့တစ်ခု ရဲ့အဖွဲ့ဝင်ဖြစ်နေတယ်ပေါ့နော်တွေးဖက်တပ်ဖွဲ့ဝင်တစ်ခုရဲ့အဖွဲ့ဝင်အလုံးလောက်ကန်ဒီအလုံးလောက်ကန်ခဲ့သူဖြစ်ခဲ့တယ်ဆိုတော့သူ့ရဲ့တပ်ဖွဲ့ကအခုတော့သူပြောနေတဲ့ကဒါဟာဆိုတဲ့မြို့မှာပေါ့နော် CIA ရဲ့ zero unit or scorpion force လို့ခေါ်နေတဲ့နေရာမှာပဲသူကတော်ဝန်ထားဆောင်ခဲ့ဖူးတယ်တဲ့ဆိုတော့ခုနကသူက change of command အောက်မှာမနေတဲ့တူတီတော့အာတနက်ကန်တိုက်ခိုက်သူအဖွဲ့တွေထဲမှာသူကပါနေတယ်ပေါ့နော်အဲ့ဒီလူက ပါနေတယ်ဆိုတော့အခု so, cool, yeah. US the, no? the FBI ကလည်းဒီတိစ္ဆာနဲ့ confirm လာတယ်တစ်ချက်လောက် George Washington University and for FBI supervisory so there is the FBI ကလည်းဘာလို့ပြောခဲ့ကျွန်တော်နားထောင်ကြည့်အောင် Some okay. here there is confirmation now that the subject had a relationship in Afghanistan with partner forces. This individual is in this country for one reason and one reason alone because of the disastrous withdrawal from the Biden administration and the failure to vet anyway, in any way, shape, or form. This individual. So, FBI got a tribute. Eddie Luca, Afghanistan, Bonochanoro, partner, Tonoro, Mohammed, Duine, Pawin Kepuro, Pawin. ခေဖူးတဲ့လူတယောက်ဖြစ်နေတယ်ဆိုမှ FBI ကလည်းတီးပြုတ်လာတယ်။ဒါပေမဲ့တဲ့ဒါကဘိုင်ဒန်အမားတစ်ခုလေးဖြစ်တယ်လို့ပြောရပေါ့နော်။ FBI ကတော့ဒီ vetting process system မြေမြမှုကိုအလုံးဝပို့ပို့တဲ့တဲ့လို့တယ်ပေါ့နော်။အကုန်ဒီလုံးဝ serious မလုပ်ဘူးလို့ပြောရပေါ့နော်။ဆိုသူကဘာပြောခဲ့လဲဆိုတော့ဒီဘိုင်ဒန်က Afghanistan တုန်းကအမေရိကတပ်သားတွေကို withdraw လုပ်တယ် အမေရိကတပ်သားတွေ withdraw လုပ်ပြီးပြန်နှုတ်ဆုတ်ခိုင်းပြီးတဲ့နောက်ပိုင်းမှာတာလီဘန်တွင်ခပဲ Africans တို့ပြန်သိမ်းခဲ့တယ်။တကယ်လို့များကွာအဲ့ဒီတုန်းကအမေရိကတပ်သားက Africanistan ကနေမထွက်ခွာဘူးဆိုရင် Biden ကသာပြန်မြုပ်သိမ်းခဲ့ဘူးဆိုရင်တာလီဘန်ကလည်း Africanistan ကိုတိမ်းလိုက်စာအကြောင်းလည်းမရှိဘူးပေါ့။တိမ်းချင်မှတိမ်းမယ်ပေါ့။တနည်းပြပြောရမယ်ဆိုတော့ maybe maybe not ပေါ့။ So အဲ့ဒီတုန်းက ဘိုင်ဒန်ကသူ့ရဲ့တပ်သားတွေကိုအာဖရိကန်နိုင်ငံတွေကလည်းအယုတ်သိမ်းတယ်ပြန်တော့ဆုတ်ခိုင်းတယ်ပြန်လာခိုင်းတယ်အဲ့မှာလူတချို့တွင်ကလည်းအမေရိကန်နိုင်ငံသားတွေနဲ့အထူးတိုက်တိုက်နေတဲ့အဖွဲ့တွင်ကလည်းအမေရိကကိုပြန်ခေါ်သွားတယ်ပေါ့နော်ဒါပေမဲ့တုန်းက vetting တော့ရှိနေတယ်စစ်ဆေးမှုတော့ရှိနေတယ်ဒါပေမဲ့အဲ့ဒီစစ်ဆေးမှုတွင်ကပေါ်ရှော့ကြတယ်ပေါ့နော်ဒီဖြစ်သူတို့စစ်ဆေးမှုအလောက်ပဲရှိတယ်ဆိုမှတော့ FBI ကတော့ပြောနေတယ်ပေါ့ well and countless others And this administration has taken the rightful step to stop any further uh, uh, allowance of people with dissimilar background into the country. So, Laura, clearly Lockheed will. Walk- so, အခုက FBI က the similar background သူတို့နဲ့ခက်စင်စင်တဲ့ background တွေကိုလည်းပြန်လဲစစ်ဆေးမယ်ဆိုမှ FBI ကတော့ပြောထားပါတယ်။ကဲဒါကတော့ကျွန်တော်တို့နော်ဒီ impure အနာပိကမှုနဲ့ပတ်သက်ပြီးမှနောက်ထပ်သတင်းအသစ်လေးတွေဖြစ်ပါတယ်ပေါ့နော်။ this is a really bad crime. Millions of Americans are praying for those heroes and their families. And I must unfortunately tell you that just seconds before I went on, right now, I heard that Sarah Beckstrom of West Virginia, one of the guardsmen that we're talking about, highly respected, young, magnificent person, started service in June of 2023, outstanding in every way. she's just passed away. She's no longer with us. She's ဆိုတော့ Sarah Beckram ဆိုတာကအသက်20ပဲရှိသေးတယ်2023လောက်မှာပဲတမျိုးသားစောင့်တက်ဖွဲ့မှာလာ join တဲ့လူတယောက်ဖြစ်နေတယ်ဝင်လာတဲ့လူတယောက်ဖြစ်နေတယ်ဆိုတော့တေဆုံးသွားခဲ့ပြီဆိုမှပြောနေတယ်ပေါ့နော် The shooter was identified as Rahmanullah Lakhanwal. He is a 29-year-old Afghan refugee. He worked with the CIA in Afghanistan. He served with the U.S. Army during the war against the Taliban. Then when the Taliban came to power in Kabul, he fled to the United States. In 2024, he applied for asylum, and this year, he got it. So 2024, asylum 2025, Two days ago, this man opened fire in Washington, D.C. President Donald Trump called it an act of terror. He has now launched a sweeping crackdown, one that goes far beyond America's security. Trump has ordered a quote unquote permanent pause on immigration. Permanent pause on immigration. So, Eddie Dutiao, you become Mujo, Lunkere, Yeka, become Mujo, Trump Gabalis, or Roma. ်အပီးအပီးအတိုင်ပေါ့နော်ပြောင်းရွှေ့တမားတွေအတွက်အပီးအတိုင်ပဲသူကဖြစ်သိမ်းခဲ့တဲ့ Trump ရဆိုင်ခဲ့တယ် permanent pause immigration permanent pause migration တော့ဝတတရနိုင်ငံရတယ်ပြောင်းရွှေ့တဲ့လူတွေကိုအပီးအတိုင် Trump ကရဆိုင်ခဲ့တယ်တနည်းအဖြစ်ပြောရမယ်ဆိုသူတမရလုံနေအချိန်မပြီးမခင် ပေါ့နော်ဒါမှမဟုတ်သူတို့က review မလုပ်မချင်း ကုန်လုံးပိတ်သွားမယ်ဆိုတဲ့သဘောပါ is calling for and I'm quoting again reverse migration which means canceling visas so reverse migration လို့ခေါ်နေတယ် reverse migration ဆိုတာက canceling visa 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 ကိုလည်း cancel လုပ်မှာတော့ဒီလူတွေကိုတော့တကယ်စစ်မှန်တဲ့လူမဟုတ်ဘူးဆိုတော့ခုနိုင်ငံတွေကိုပြန်ပူရမှာအဲ့လိုမျိုးပေါ့နော် canceling green cards and even revoking US citizenship green card green card ကိုလည်း cancel လုပ်မယ် တချို့တလေကြရင်တော့ citizenship နဲ့ပတ်သက်ပြီးမှတန်တရားရှိတဲ့လူတွေတော့မှပြန်ရောက်တိမ့်နိုင်တဲ့အထားအလားအလာရှိရှိတယ်လို့ပြောလာတယ်ပေါ့နော် Trump is targeting what he calls third world countries and which countries are on this list but the president did not offer any details ဆိုတော့တမရကတော့ဒီလူတွေကို third world country ပေါ့နော်တတိယနိုင်ငံတွေကနော်လူတွေကိုပဲသူကဦးစားပေးပြီးမှအစစ်စစ်ပဲလူအပ်လို့ရှင်သူတို့ရဲ့ citizen ကိုလည်းပြန်ရောက်သိမ်းမယ် green card ကိုလည်းပြန်ရောက်သိမ်းမယ် visa ကိုလည်း cancel လုပ်ပေးမယ်ဆိုပြောနေတယ်အဲ့ဒီထဲမှာ africanism ပါတယ် haiti ပါတယ် somalia ပါတယ်ကျွန်တော်မြန်မာနိုင်ငံလည်းပါတယ်ပေါ့နော် details but is order will affect nations which send the highest number of refugees to the ဒါပေမဲ့အဲ့ဒီထဲမှာအဓိကက africanistan somalia haiti sudan ဖြစ်နေတယ်အဓိကပေါ့နော်ဆိုတဲ့ဖြစ်နေဒါကအ highest refugee ဖြစ်နေတယ်ပေါ့နော် US. Says who? Officials from his administration. This includes countries like Afghanistan, Somalia, Haiti, and the Sudan. And like I said, the crackdown is not limited to visas. Immigrants with green cards and even people with American citizenship are on the radar now. What's worse, <laughs> the criteria are arbitrary. Trump says he wants, and I'm quoting again, he wants to strip green cards from non assets. He has ordered checks on all green cards issued since 2021. He says immigrants who don't love America will be removed. So, to be honest, I'm about to go to Nuru Manega, the POV that in 2021 can a win Lara Luring, green card, Gulipans the same area. America, come a chit tied to America, he got a bit in total of his popularity. Immigration officials have confirmed that a review is indeed underway, and the first set of people they're going. The oh, immigration guy, eh? Any review go? To... Because we salo ne bi ne, underway underway pi ne. Or salo pulo ne bi pono. There are Afghans. They're reassessing everyone who came to the United States since the fall of Kabul. So at <laughs> two the Africanists, the Afghans the Afghans are now going to be going to be assessed. Oh.

under the Biden administration, most of them worked with the United States forces during the war. They helped the US in Afghanistan. So when the Taliban came to power, they were unsafe in Afghanistan. They applied for asylum or refugee sure, status. So, Afghanistan, <inaudible> Afghanistan the Taliban, the Biden, the African and African Senanga Darachuka, US Kukungi Kerebono. Tabamena Pancharabapilesro, Taliban, the Taliban the Afghanistan, Gupten Tingle. ပြန်တင်တဲ့ခါကျတော့ US ကိုကူညီပေးတဲ့လူတွေအတွက်မလုံခြုံတော့ဘူးပေါ့အဲ့ခါကျတော့ US ကိုသူတို့ကတော့အသွားတယ် US ကလည်းသူတို့ကိုခေါ်နေတယ်ပေါ့နော် in the US and now they face an uncertain future because everything is under review Case files could be reopened, green card holders could face scrutiny, those waiting for a visa might struggle to get an interview. So, အခုကသူတို့ကတော့လုံးဝအစွန်းစားအခြေအနေတွေမှာရင်ဆိုင်နေရတယ် African National နိုင်ငံသားတွေကဒီတယောက်ကြောင့် African African National နိုင်ငံသားတယောက်ကြောင့်เนาะတမျိုးလုံးတရွာလုံးကိုထိခိုက်နိုင်တဲ့အခြေအနေရှိလာတယ်။သူတို့ရဲ့ case filing ကိုအကုန်လုံးပြန်ဖွင့်ကြည့်မယ်တဲ့။ visa ကအစား green card ကအစားအကုန်လုံးပြန်ကြည့်မယ်တဲ့။ ဆိုတော့ကျွန်တော်တို့မနစ်တနေ့ကပြောထားတာနော်ဒီဒီ green ကကင်ထားတဲ့လူရှောက်ထားတဲ့လူလူ3300ကျော်ပေါ့နော်အဲ့ဒီဒီမှာ3000နီးပါးကအာဖဂန်နစ္စတန်ဖြစ်နေတယ်3000ကတော့ဂျန်တဲ့နေရာမှာပေါ့နော်ဟေတီတို့ဂျန်တဲ့နေရာမှာရှိနေတယ်ဆိုအများဆုံးက တရားမှာ90ရာခိုင်နှုန်းကအာဖဂန်နစ္စတန်နိုင်ငံသားတွေဖြစ်နေတယ်ပေါ့နော် because president trump's order is sweeping and retrospective mm. experts say it violates the us law specifically the use of the term third world because third world has no legal basis all right ဆားပါတော့သူကဆယ်မှာကြီးလို့နေတော့လုံနေတော့တယ်အဲ့ဒီတော့ပိုက်မှာတော့ကျဲဘယ်လိုလုပ်မလဲဆိုတော့တေချာရာကတော့ဒီလောက်ဖြစ်သွားတယ်ဒီလိုဖြစ်သွားတော့ဆိုတော့နောက်မှပဲဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာရင်းတရင်တစ်တင်ထွက်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ပြီးမှပဲအချိန်နဲ့တပြီးညီကျွန်တော်တို့ရဲ့ YouTube channel လေးမှာပြန်တိဆက်ပေးပါမယ် ကျွန်တော် YouTube channel လေးကိုတဘောကြရဲဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အပ်ပေးလို့ရပါတယ် Thank you so much for watching beautiful people I love you guys take care God bless I'll see you soon bye bye